ပြီးခဲ့တဲ့အပတ်တုန်းကတော့ကျွန်တော် Cherry Galaxy နဲ့ပတ်သက်လို့ introduction ကိုပြောခဲ့ပြီးပြီ။အဲ့တော့ဒီအပတ်ကတော့ကျွန်တော်ဗာပြောချင်လဲဆိုလို့ရှိရင်သူရဲ့ classification အမျိုးအစားခွဲခြားမှုတွေအကြောင်းဆက်ပြီးတော့ပြောချင်တယ်။ကျေတလုံးချင်းစီရဲ့ဥစ္စာပေါ့နော်။အဲ့တုန်းကတော့ကျွန်တော် Galaxy တွေကိုကျွန်တော်အကြမ်းမြင်မျိုးအစားခွဲခြားပြောပြပြပြီးသွားပြီ။အားလုံးမင်္ဂလာပါ။ The Nerdy Space ခါနေကြိုးစားပါ။ တော့ကြယ်တွေကိုခွဲခြားတဲ့ခါမှာအချိန်တော့ဆိုလို့ရှင်တော့တို့အယောင်နေနဲ့ခွဲတယ်နော်ခွဲတဲ့ခါမှာဆိုလို့ရှင်တော့ဒီလေးခုထွက်တယ်နော်တော့ဘာလဲဆို white yellow red deep red နော်အဲ့ဒါရတဲ့အသုံးမွေအသုံးမွေတော့ဒီဘက်ခင်မှာဆိုလို့ရှင်ဘာခွဲဘာနဲ့ကြည့်လဲဆိုတော့ surface temperature တို့ရဲ့မျက်နှာပြင်အပူချိန်နဲ့ကြည့်ပြီးတော့ခွဲတယ်နော်အဲ့တော့မျက်နှာပြင်ပူချိန်ဘယ်လိုသိလဲခဏနေလာမယ်နော်အဲ့တော့မျက်နှာပြင်ပူချိန်လို့ပြောတာနော် core temperature လို့ခေါ်တဲ့အတွင်းအပူချိန်မဟုတ်ဘူး အဲ့တော့အဲ့ဒီမှာတဲ့အဲ့တော့ခွဲလိုက်တဲ့ခါမှာတဲ့ကျွန်တော်ဒီမှာပုံလေးဆွဲထားတယ်เนาะအဲ့တော့အောက်ဘက်မှာမြင်းလေးမှာဘဲဘက်ချမ်းကအင်မတန်ကိုပူရဲကျဲပေါ့ဟဲ့လားဟိုတော့ကယ်ဗင်မောင်း2000ကျွဲ3000ဟိုညာဘက်ချမ်းမှာတိတ်မပူရဲဟာပေါ့ကယ်ဗင်3500လောက်ပဲရှိရဲအမှုချင်းနော်အဲ့ဒီလိုခွဲလိုက်တဲ့ခါမှာအဲ့တော့ကျယ်သေးဟိုဟာခဏမျိုးလောက်ထွက်လာတဲ့အကြောင်းလေးရနော်အဲ့ဒီထွက်လာတဲ့အရာကိုကျွန်တော်ပြောပြထားတဲ့ပုံမှာကြည့်ကြည့်လိုက်လို့ရှင်မြင်ရတယ်နော်အဲ့တော့ဘယ်ဘက်ရောက်ဆုံးအပူဆုံးကျယ်သေးဒီဟလာဟိုခရမ်းရောင်ဒါမှမဟုတ်အဖြူရောင်အပြာဘက်ကိုတန်းတယ်ညာဘက်ရောက်ဆုံးတိတ်မပူတဲ့ကျယ်သေးဒီနီရောင်တန်းတယ် နော်အဲ့ဒါကိုပဲကျွန်တော်အမှတ်သားပေးလိုက်တယ်အဲ့ဒီပေးတဲ့အမှတ်ကဘာလဲဆိုလို့ရှိရင်တင်ဂေတာ O B A F G K M အဲ့တော့အဲ့ဒီ letters တွေကလည်းအခေယအစဉ်လိုက်မဟုတ်ဘူး ABCD လည်းမဟုတ်ဘူးဘယ်လိုကြီးလဲဆိုတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့တော့အဲ့ဒီခေတ်ကဟိုကျွန်တော်စိန်နေပါလေဆိုလို့ရှိရင်ဘယ်လောက်ဖြူလဲဘယ်လောက်မဖြူလဲဆိုတာကိုဆက်ရမှာ K ရော L ရော M လို့ပြောသလိုပဲဒါပေမဲ့အဲ့ဒါအစဉ်လိုက်ကြီးဒါကြီးကတော့အစဉ်လိုက်မဟုတ်ကျွန်တော်လည်းမသိအဲ့ဒါဒါပေမဲ့မှတ်လို့ကောင်းအောင်ပေါ့เนาะအချို့တွေကတော့ mnemonics ဘယ်လိုပြောလဲဆိုလို့ရှိရင် O be a fine girl and kiss me เ OBAFGKM ဆိုပြီးတော့လို့ဖြစ်သွားတာပေါ့ဒါမှတ်လို့လွယ်အောင်ပြောတာနော်အဲ့တော့ဒါကသူတို့ရဲ့ကြယ်လေရဲ့ surface temperature လို့ခေါ်တယ်မျက်နှာပြင်အပူချိန်ကိုကြည့်ပြီးတော့ခွဲထားတာအဲ့တော့ကျွန်တော်တို့နေလုံးကရောဘယ်လိုအမျိုးအစားကြယ်ထဲမှာဖြစ်လဲဆိုလို့ရှင်တော့ကြည်နော်သူက G ဆိုတော့အရန်ကြီးလဲအေးလာတဲ့ထဲမှာမပါဘူးဒါပေမဲ့ဟိုးအရန်အပူဆုံးကြီးတဲ့ထဲမှာလည်းမပါဘူးဟုတ်ပြီနော်ဒါကတော့သူရဲ့ surface temperature ကိုကြည့်ပြီးခွဲတာ ဒါပေမဲ့ဟုတ်ပြီအဲ့တော့ကျဲမျက်နှာပြင်ပူကျဲကိုကျွန်တော်ဘယ်လိုသိတလဲဆိုရင်အဲ့တော့ absorption spectrometry နဲ့ကြည့်ပြီးတော့သိတယ်တဲ့เนาะအဲ့တော့ spectrometry ဆိုတာဘာလဲဆိုတာကိုအရင်တုန်းကလည်းဘာလဲဆိုတော့ကျွန်တော် Hubble နဲ့အနန္တစัจ java လာမှာအသေးစိတ်ပြောပြီးသွားပြီအခုလည်းနည်းနည်းအကျဉ်းမြင့်တော့ပြန်ပြောမယ်เนาะအဲ့တော့ဘယ်လိုလဲဆိုလို့ရှင်နေရလာတဲ့အလင်းရောင်ကိုကျွန်တော်ကလည်းယူလိုက်တယ်။ကဘာပေါ်ကယူတာမဟုတ်ဘူးနော်။ကဘာပေါ်ကယူရင်ဒါကဘာလီလီလူယူဖြတ်ရတယ်ဆိုတော့မမှန်တော့ဘူး။စัจ java လာမှာရှိတဲ့ telescope တွေကနေပြီးနေရနေလို့ကျေလို့ကလာတဲ့အလင်းရောင်ကိုယူလိုက်တယ်။ ယူပြီးတော့သူ့စီမှာလည်းဟလာအလင်းရောင်တွေအကုန်လုံးကျွန်တော်အရင်ကပြောပူတယ်ဟလာသုံးမြောင်ဖန်တုံးပေါ်ဖြတ်လိုက်လို့ရှင်ရောင်တွေကွဲသွားသလိုပဲအဲ့တော့သူတို့သူတို့စီမှာသုံးမြောင်ဖန်တုံးတော့မဟုတ်ဘူးပေါ့တကယ် spectrometry equipment အကောင်းစားတွေနဲ့အရောင်တွေအကုန်လုံးခွဲပလိုက်ခွဲလိုက်ပြီးတော့မှထွက်လာတဲ့ဒီတက်တန့်ရောင်စင်တွေမှာမှဟလာအဖြူရောင်တွေအမဲရောင်တွေဘာရှိတယ်လဲဆိုတော့ light ကြည့်ပြီးတော့ဘာဓာတ်ငွေ့တွေကိုဖြတ်လာလဲဆိုတော့သိနိုင်တယ်နော်အဲ့ဒါကို spectrometry လို့ခေါ်တယ်ဒါပေမဲ့အပူချိန်ုံကြတော့ဘယ်လိုသိလဲအပူချိန်ုံဘယ်လိုသိလဲဆိုတော့ကျွန်တော်အခုပြောပြမယ် ဘယ်ကနေစပြောမလဲဆိုတော့ကျွန်တော်ဒီနေ့လေးကျဲတွေမှာ hydrogen helium atoms တွေအများစုရှိတယ်ဒါကျွန်တော်တိပြီးသားเนาะဘယ်အတမ်မဆိုးငယ်ငယ်တော့ပြောသလိုပဲဗာလဲဆိုတော့အတွင်းမှာ nucleus ရှိတယ်အဲထဲမှာဆိုလို့ရှိရင်ဟလာအပေါင်းဓာတ်ဆောင်တဲ့ proton တွေရှိတယ်ဘာဓာတ်မှမဆောင်တဲ့ neutron တွေရှိတယ်အပြင်ကနေပတ်နေတဲ့အနှုတ်ဓာတ်ဆောင်တဲ့ electron တွေရှိเนาะအဲ့တော့အမှမှာ hydrogen ဆိုလို့ရှိရင်တော့ဟမှာကြည့်မြင်တဲ့အတိုင်းပဲ proton ကတစ်လုံးထဲပဲ neutron မပါဘူး electron ကပတ်နေ helium ဆိုလို့ရှိရင်တော့ proton နှလုံး neutron နှလုံးပြီးတော့ beta ကလည်း electron နှလုံးကပတ်နေ ဒါ atom တစ်ခုရဲ့တည်ဆောက်မှုအဲ့ဒီ electron တွေကြောင့်ဒါဘာဖြစ်လဲဆိုတော့နော်ဟိုမှာနေရနေပြီးတော့ဥပမာအရန်ပြင်းတဲ့ဟိုရောင်ကြီးတွေထွက်လာတယ်နော်ဒီအလင်းရောင်တွေထွက်လာတယ်အဲ့ဒီထွက်လာတဲ့ဥစ္စာကဥပမာ hydrogen တို့ helium တို့ဖြတ်သွားမယ်ဆိုလို့ရှိရင်နော်အဲ့ဒီမှာပါတဲ့ electron တွေက သူ့မှာပါတဲ့ energy အချို့ကိုစုပ်ယူလိုက်တယ်စုပ်ယူလိုက်တဲ့အတွက်ကြောင့်မလို့ဒီဘက်က absorption spectrum မှာကြည့်လို့ရှင်ဘာလဲဆိုအမဲချောင်းလေးတွေမြင်ရတယ်အဲအမဲချောင်းလေးကဒါ hydrogen ကတော့ဒီ wavelength ဒီအလိုင်းလျားရှိတဲ့အလင်းရောင်ကိုဖြတ်ခုတ်လိုက်တယ် helium ကတော့ဒီ wavelength ဒီအလိုင်းလျားရှိတဲ့အလင်းရောင်ကိုဖြတ်ခုတ်လိုက်တယ်ဆိုပြီးတော့ကြည့်ပြီးတော့ဘာဓာတ်ဝင်လဲဆိုတော့ကြည့်ရဟုတ်ပြီနော်ဒါကဒါတိတ်မပူလေးကျဲပေါ့အဲအဲ့ဒါအခုမှအရန်ပူလေးကျဲဆိုရင်ဘာဖြစ်သွားလဲဆိုတော့အရန်ပူလွန်းတဲ့အတွက်ကြောင့်မလို့ hydrogen နဲ့ helium တွေက atom အတိုင်းမနေနိုင်မနေနိုင်ပေမဲ့သူ့မှာရှိတဲ့ electron တွေကျွတ်သွားတယ် နော်ကျွတ်သွားပြီဆိုလို့ရှိရင် hydrogen atom ကလည်း hydrogen atom လို့မပြုတ်မှုတော့ helium atom ကလည်း helium atom လို့မပြုတ်မှုတော့ကျွတ်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 သွားတာဟုတ်အဲ့တော့ဘာဖြစ်လဲဆိုနေရလာတဲ့ဟလာသူ့ရဲ့ဟို electromagnetic wave ပေါ့လျှက်စက်တန်လိုင်းအကုန်လုံးကိုဘာဖြစ်လဲဆိုသူကဖြတ်ပြီးမဆုတ်နိုင်တော့ဘူးဘာလို့ဆိုအဲ့ဖြတ်ဆုတ်တဲ့အလုပ်ကိုလုတ်ပေးတာ electron ကလုတ်ပေးတာခု electron ကျွတ်သွားပြီနော် electron ကျွတ်ပြီး plasma လို့ခေါ်တဲ့ဟလာအနေထားတစ်ခုဖြစ်နေတယ်အတွက်ကြောင့်မလို့မဆုတ်ပေးနိုင်တော့ဘူးအဲ့ဒါကိုကြည့်ပြီးတော့ဘာလဲဆိုတော့ a surface temperature ဘလောက်လဲဆိုတော့ခံမှန်းတာ လုပ်လို့ရတယ်เนาะအဲ့တော့ကျွန်တော်ပုံလေးကိုကြည့်ကြည့်လိုက်ပါเนาะအဲ့တော့ဒီမှာ O လို့ပြောထားတာဒါတကယ်အပူဆုံးကျယ်เนาะအဲ့တော့အပူဆုံးကျယ် absorption spectrum ကိုလည်းကြည့်ကြည့်လိုက်ကောဒီမှာခရမ်းရောင်ကအဓိကများနေတယ်ဟလာအနီတွေဘာတွေကနည်းတယ်ဘာလို့ဆို energy များတယ်လေနောက်သူ့မှာအမဲချောင်းတွေတိတ်ပြီးတော့မမြင်ရအောင်เนาะပြီးတော့မှာ B ကိုကြည့်ကြည့်လိုက်ဟလာဆိုအရောင်ကနေတဲ့အနီဘက်ကိုလည်းနည်းနည်းအနီဘက်ကဟာတွေလည်းပါလာပြီခရမ်းတော့ဖြစ်နေတော့မယ် နောက်ပြီးတော့ဗာလဲဆိုရင် absorption spectrum လေးတွေစပေါ်လာပြီပြောချင်တာဗာလဲဆိုတော့ hydrogen atom တွေကအဲ့ electron နဲ့ကတ်ကတ်ကုန်ကြတယ် electron တွေကျွတ်မနေတော့ဘူးအင်းကြီးကျွတ်မနေတော့ဘူးပေါ့ဗျာအဲ့တော့အဲ့ဒီ electron တွေက electron အလုတ်လောက်နိုင်တယ်ဂျားထဲကနေပြီးအလင်းတွေကိုဖြတ်ခုတ်သွားနိုင်တယ်အဲ့ကြောင့်အမဲချောင်းလေးတွေပေါ်လာတယ်အဲ့လိုပဲ A မှာကြီးကြီးလိုက်အမဲချောင်းလေးတွေပိုထွက်လာတယ်နောက်ပြီးတော့ဟလာ F G K M ကိုကြီးကြီးလိုက်အဲ့မှာဆိုအချောင်းတွေအများကြီးပဲထွက်လာတယ်เนาะအဲ့တော့အချို့အချို့ချောင်းတွေဒီ hydrogen helium ကဟာတွေတော့မဟုတ်ဘူး carbon တို့ oxygen တို့ရဲ့အချောင်းတွေ calcium တို့ရဲ့အချောင်းတွေပါပါတယ် ်နော်အော် cherry ထဲကို calcium နဲ့ magnesium နဲ့ဘလို့ရောက်လာလဲဆိုတော့ကြည့်ပြောပြမယ်နော်ဆက်စပ်ချင်း big bang တော့ကတော့ hydrogen helium ပဲရှိတယ်နောက်မှတဖြည်းဖြည်းဖြစ်လာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလို့ cherry ကိုအရောင်နဲ့ခွဲတဲ့ကိစ္စလည်းပြီးပြီ surface temperature လို့ခေါ်တယ်ဟာလာအပြင်မျက်နှာပြင်အပူချိန်နဲ့ခွဲတဲ့ကိစ္စလည်းပြီးပြီနော်ပြီးတော့ဘာလဲဆိုတော့ cherry by size ပေါ့သူတို့ရဲ့အရွယ်စားနဲ့ခွဲမယ်ဆိုလေတဲ့အဲ့တော့ခုနဒီပုံတိုင်းဒီအစီအစဉ်တိုင်းပဲဒီလိုကလေးပြောင်းသွားတယ်နော် ဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့တော့ဒီ energy အများဆုံးအပူဆုံးဒီပြာနေတဲ့ခါဒီ size အားဖြင့်လည်းအကြီးဆုံးပဲเนาะတကယ်ကို giant ကြီးเนาะအဲ့တော့နီနေတဲ့ကြယ်တွေဒီဘာဖြစ်လဲဆိုတော့ energy လည်းအနည်းဆုံးဟလာဘာဆိုအရွယ်စားလည်းအသေးဆုံးဖြစ်တယ်အအပူချိန်လည်းအနည်းဆုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ထင်ထားတယ်တမျိုးကြီးဖြစ်နေတယ်ပေါ့နော်။ဘာလို့ဆိုတော့နှီးတယ်ဆိုရင်ပူပူရမှာပေါ့။အဲ့ဒါခဏနေပြောပြမယ်နော်။ဟုတ်ပြီ နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်တဲ့အဲ့တော့ luminosity luminosity ဆိုတာဗာလဲဆိုတော့ဟိုဟာအလင်းတောက်မတောက်ပေါ့နော်အဲ့ဒါနဲ့ခွဲမယ်ဆိုလေတဲ့အဲ့တော့အဲ့တော့ out မှာဆွဲထားတဲ့မြင်းဒီဟာလာအပူချိန်ကိုပြတယ်ဘယ်ဘက်ကအပူချိန်မြင့်မြင့်နေညာဘက်ကအပူချိန်နှိမ့်နေ နော်ကြောင်းမြင်နော်သူက subscribe ကြီးလဲအဲ့လိုပဲအဲ့တော့ vertical ထောင်ထားတဲ့မြင်ကိုကြည့်လိုက်ဒါ luminosity အဲ့တော့အပေါ်ရောက်ရင် luminosity မြင့်တယ်အောက်မှာဆို luminosity နှိမ့်တယ်နော်အဲ့လိုဆွဲလိုက်တော့မှ jelly ကဒီလိုမျိုးတန်းပြီးစီသွားတယ်နော်အဲ့တော့ပြောချင်တာဗာလဲဆိုတော့ဟလာပြာနေတဲ့ jelly ဒီအကြီးဆုံးလည်းဟုတ်တယ်အပူဆုံးလည်းဟုတ်တယ်အတောက်ဆုံးလည်းဟုတ်တယ်ဟုတ်ပြီနော်အိုနီနေတဲ့ကြယ်တွေဒီဘာဖြစ်လဲဆိုလို့ရှိရင်အာနီဆုံးလည်းဟုတ်တယ်အေးအေးဆုံးလည်းဟုတ်တယ်ဟိုအသေးဆုံးလည်းဟုတ်တယ်မအမိန်ဆုံးလည်းဟုတ်တယ်เนาะအဲ့တော့အဲ့လိုအတန်းလိုက်ကြီးဖြစ်နေတယ်ပေါ့ အဲ့လိုအတန်းလိုက်ကြီးဖြစ်နေတဲ့ဥစ္စာကိုဘာခေါ်လဲဆိုလို့ရှိရင် main sequence လို့ခေါ်ရတဲ့နော် main sequence ဆိုတာပြောချင်တာကျွန်တော်စက်ကြဝလာမှာရှိရှိသမျှကျယ်လေးအကုန်လုံးကဒီဒီသဘောတရားဒီနေရာမှာကိုလိုက်နာတယ်ပြောချင်တာဒီ graph တွေကိုထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အခု shape လုပ်ထားတဲ့ main sequence ဆိုတဲ့နေရာကိုပဲတနေရာခြေတစ်လုံးပြီးတစ်လုံးဝင်သွားတယ်ပြောချင်တာကွာသေးသေးကျယ်လေးဆိုဒါအနီအနီအောင်ဖြစ်မယ်ဟာလာတောက်တောက်ပမှုနည်းမယ် temperature နည်းမယ် ိုကြီးတဲ့ကြယ်လေးဆိုလို့ခရင်ရောင်ဗတ်တမ်းမယ် size ကလည်းကြီးမယ်တောက်ပမှုလေးများမယ်ပူချိန်လေးမြင့်မယ်เนาะအားလုံးဒီနေ့ရပါတယ်လိုက်နာတယ်အဲ့ဒါကို main sequence ဒါပေမဲ့အကုန်လုံးလားဆိုတော့မဟုတ်ဘူးချွင်းချက်နှစ်ခုရှိတယ်အဓိကအဲ့တော့ပထမချွင်းချက်ကတော့ဗာလဲဆို red giant လို့ခေါ်တဲ့ကောင်းကြီးဒီဘက်မှာနော်သူအပေါ်ညာဘက်မှာကျွန်တော်ဆွဲထားတယ်အဲ့တော့အပေါ်ညာဘက်မှာဆွဲတယ်ဆိုရင်အိဗေပါညာဘက်ရောက်တယ်ဆိုတော့သူတိတ်မပူနော်ဒါပေမဲ့အပေါ်ရောက်တယ်ဆိုတော့တောက်တယ်နော်အဲ့တော့တိတ်မပူဘဲနဲ့အရန်တောက်နေတဲ့ကောင်းကြီး red giant နေရှိတယ် နောက်ပြီးတော့ white dwarf လို့ခေါ်တဲ့ကောင်လေအဲ့တော့ကျွန်တော်ခုနကပြောကျဲသိန်းကြိုင်းနေလေရှိတယ်သူကတော့ဘယ်ဘက်နဲ့အောက်ဘက်မှာအဲ့တော့ဘယ်အောက်ဘက်မှာဆိုတော့ဟာလာဘယ်ဘက်ရောက်နေလဲဆိုတော့သူကအင်မတန်ပူတယ်နော်ဒါပေမဲ့အောက်ရောက်နေလဲဆိုတော့တိတ်ပြီးတော့ luminosity နည်းတယ်မတောက်ဘူးပေါ့အဲ့ဒါမျိုးနှစ်ခုရှိတယ်အဲ့ဒါလေးခဏနေလာပြီးပြောပြမယ်အဲ့တော့ကျဲတွေကဒါသူတို့ရဲ့ life span မှာအဲ့လိုမျိုးတွေသွားကြတယ်ပေါ့အဲ့တော့ခုန red giant ဆိုတာဘာကြီးလဲဆိုလို့ရှိရင်တကယ်တော့ကျဲကသူတက်တန်းကုန်ကန်ကြီးမှာဖြစ်သွားတဲ့ဥစ္စာเนาะအဲ့တော့မိစာကုန်ထတောက်တဲ့ဟာမျိုးပေါ့เนาะအဲ့ဒါ red giant ပြီးတော့ white dwarf ဆိုတာတော့သူရဲ့တင်းကြိုင် တင်းကြိုင်းထဲရတခုပေါ့နော်ဟုတ်ပြီအဲ့ဆိုနောက်တစ်ခုသိကျင်တာကအချို့ကတော့မေးမလားမသိဘူးကျွန်တော်ဒီမှာဆိုရင်ခဏလုံးဆွဲထားတယ်အယောင်ခဏခုပေါ့နော်အယောင်ခဏခုမှာဆိုရင်အပူချိန်အနည်းဆုံးကတော့အနီရောင်အပူချိန်အများဆုံးကတော့အပြာနှုတ် အဲ့တော့ဟိုအရင်တော့ကျွန်တော်ပြောခဲ့ဘူးလေ electromagnetic spectrum မှာဟာလာဒီအယောင်ခဏယောင်ရှိတယ်တက်တန်ယောင်เนาะအစခရမ်းယောင်ကလှိုင်းလျားတူဆုံး energy အများဆုံးအနီတီလှိုင်းလျားရှည်ဆုံး energy အနည်းဆုံးပြောခဲ့တယ်ဂျားတွေအဝါတွေအစိမ့်တွေအကုန်ရှိတယ်လေဒါမှမဟုတ်အခုဒီမှာကျယ်တွေကြည့်လိုက်တော့ကျယ်တွေအယောင်အနေနဲ့ခတ်မိမိခုနလောက်ကလာမစုံဖြစ်ဒါဖြစ်တာเนาะဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဒီမှာ graph လေး၃ခုဆွဲပြထားကြည့်ကြည့်လိုက် ပထမတစ်ခုကတော့ဗာလဲဆိုတော့တိတ်ပြီး energy မများတဲ့ကြယ်တွေကသူထုတ်တဲ့ electromagnetic wave ကဒီလို graph နဲ့ထွက်တယ်ဒီလို graph line နဲ့ထွက်တယ်ပြောချင်တာဗာလဲဆိုတော့အနီနဲ့အနီရောက်ရောင်ကြီးမှာအများဆုံးထွက်တယ်ဟုတ်လားเนาะအဲ့တော့ဟိုခရမ်းတို့ခရမ်းလုံးရောင်ကြီးတို့အထွက်နည်းတယ်ပေါ့ damage x-ray တွေအထွက်နည်းတယ်ပေါ့မန်နယ်လိဒါ energy နည်းတာပေါ့ energy အလေလက်ရှိတဲ့ကြယ်ကြတော့ဒီလိုမျိုး graph line နဲ့ထွက်တယ် energy အရန်များတဲ့ကြယ်ကြတော့ဒီ graph line နဲ့ထွက်တယ်เนาะအဲ့တော့ graph line ကိုကြည့်လိုက်တော့နောက်ဆုံးဆွဲလိုက်တဲ့ graph line ကိုကြည့်လိုက်ရင် ဟာလာသူဒီခရဲရောင်ကြီးထွက်တာမှန်တယ်ဒါပေမဲ့အနီမထွက်တော့တာမှမဟုတ်တာသူသိလားမြင်မြင်လားတော့မသိဘူးเนาะဒီ graph မှာဆိုလို့ရှိရင်အဲ့တော့ပြောချင်တာ energy နည်းလို့ရှိရင်တော့ဟုတ်တယ်အနီပဲထုံနိုင်တယ်လေ energy အရင်များလို့ရှိရင်ဟာလာခရဲလဲထုံနိုင်တယ်အစိမ်းလဲထုံနိုင်တယ်အဝါလဲထုံနိုင်တယ်ခရဲကြီးပဲရွေးထုံမှာမှမဟုတ်တာအဲ့ဒါကြောင့်မလို့ဘာလို့ဆို energy များလေလေဖြူဖြူပြီးပြဖြောဖြောဘက်ကိုသွားတယ်ဟိုတက်တန့်လို့မျိုးတဆင်ချင်းစီမသွားအောင်เนาะဒါတဘာဝဖြစ်နေတာလေဟိုလိုမျိုးကခရဲကြီးပဲအစိမ်းရွေးထုံနေတာမှမဟုတ်တာသဘောတကူอ่ะဒါဆိုဒါလေးရအောင် အဲ့ဆိုတော့ဒါကကြယ်လေးကိုကျွန်တော် classification နဲ့မျိုးစုံခွဲလိုက်တာအဲ့တော့ခြုံပြီးပြောလို့ရှိရင်ကျွန်တော် main sequence stars တွေမှာเนาะအဲ့တော့ကြီးတဲ့ကြယ်လေးတွေဒါဖြစ်လဲဆိုတော့အယောင်ကလည်း immediate တောက်တယ်အပြာယောင်ဘက်ကလည်းဒါတန်းတယ်အပူချိန်လည်း immediate များတယ်ပြီးတော့တတ်တန်းလည်းတူတယ်သေးတဲ့ကြယ်လေးတွေအနီယောင်ဘက်ကိုသွားတယ်အပူချိန်လည်းတိတ်မများဘူးတိတ်လည်းမတောက်ဘူးဒါမဲ့တတ်တန်းရှိတယ်ဒါက main sequence stars တွေเนาะ twin jet နေနေရတော့ red giant ဆိုတာရှိတယ်ပြီးတော့ white dwarf ဆိုတာရှိတယ် နော်အဲ့ဒီ diagram ကြီးကိုဘာခေါ်လဲဆိုရင် HR diagram လို့ခေါ်တယ်နော်အဲ့တော့ HR ဆိုတာလူနာမည်နှစ်ခုကျွန်တော်လည်းမသိမကြည့်ထားဘူးခြာရည်ပေးထားတယ်ကိုကိုဖတ်ကြည့်လိုက်ဟုတ်ပြီဒါတော့ဆိုရင်တော့ JD ရဲ့ classification လို့ခေါ်တဲ့အမျိုးအစားခွဲခြားမှုအပိုင်းနေပြီးသွားပြီအဲ့တော့နောက်တစ်ပိုင်းမှာကျွန်တော်ဗာဆက်ပြောပြလဲဆိုလို့ရှင် JD ဘယ်လိုမွေးဖွားလာတယ်လဲဆိုရယ်သူရဲ့ birth ကိုစပြီးတော့ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီ ကျေဒီကိုကျွန်တော်အေး introduction မှာဘာလို့ပြောခဲ့လဲဆိုတော့ big bang ဆိုတာကြီးဖြစ်ပြီးတော့အနည်းဆုံးနှစ်တသိန်းခွဲလောက်ကြာမှာဘာဖြစ်လဲဆိုတော့ဓာတ်ငွေတွေဆိုတာစပြီးတော့ဖြစ်တည်ခွင့်ရတယ်เนาะဓာတ်ငွေဆိုတာဖြစ်တည်ခွင့်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ hydrogen ဆိုလို့ရှိရင်လေ hydrogen nucleus နဲ့သူ့ရဲ့ electron နဲ့ပေါင်းပြီးတော့ atom ဆိုတာစပြီးတည်ဆောက်ခွင့်ရတယ်ပေါ့ပြောချင်တာအဲ့လောက်လောက်မှာသွားအေးသွားတယ်ပြီးတော့အဲ့ဒီမတိုင်ခင်ရဆိုလို့ရှိရင်အရန်ပူလုံအကြီးတယ်ပူလုံအကြီးတဲ့အတွက်ကြောင့်မလို့ particles တွေက particles တွေနေမနေနိုင်ဘူးအမှုန်တွေကအမှုန်တိုင်းမနေနိုင်ဘူး နော်အဲဒါထားပါတော့ဒါ big bang ကြောင့်အောင်ပြောမှာမဟုတ်ဘူးခုကတော့နော်အဲ့တော့အဲ့ဒီစက်ကြပါလာပါတယ်အဲ့တော့ဓာတ်ငွေတွေကဟိုလာ hydrogen နေ helium တွေကအကုန်လုံးပြန်ကျနေတယ်အဲ့တော့ big bang ကနေဖြစ်လာတဲ့အဓိကဓာတ်ငွေကအဲ့နှစ်ခုပဲ hydrogen နဲ့ helium ပဲဘာဖြစ်လို့ဆိုတော့စက်ကြပါလာမှာအဲ့နှစ်ခုကဟိုအယိုးရှင်းဆုံး element ပဲအဲ့တော့အဲ့တန်းငွေတွေကစက်ကြပါလာမှာပြန့်ကျဲနေတဲ့ခါမှာတဲ့နော်ညီညီမြတ်မြတ်ကြီးပြန့်မကျဲနေဟိုနားလေးမှာတော့နည်းနည်းပုံများွားလိုက်ဒီနားလေးမှာတော့နည်းနည်းပုံနှဲွားလိုက်ထူသွားတဲ့နေရာပါသွားတဲ့နေရာဒါမျိုးတွေရှိတယ် ဒါတော့မဆန်းဘူးလေဘယ်ရမှာတော့ဟို100%လို့လုံးဝညီ uniform ဖြစ်နေတာမျိုးတော့မဟုတ်ဘူးအဲ့တော့တဲ့အဲ့ဒီ big bang ဆိုတာဖြစ်ပြီးတဲ့နောက်မှာ gravity ဆိုတာကလည်းပေါ်လာတယ်เนาะအဲ့တော့ဘလို့ကနေဘလို့ပေါ်လာတယ်ဘာလို့ကျွန်တော်လာမမေ့နော်ဆိုတော့ဒါအခုဘလို့ပြောရမလဲဆိုရင်တို့တွေတောင်မှရှာဖွေနေတော့မယ်ဒီဟိုဆွစ်ဇာလန်မှာရှိတဲ့ sun ဆိုရဲဟို laboratory မှာเนาะအဲ့တော့ large hadron collider လို့ခေါ်တယ်ဒီအမှုံတွေကိုတိုက်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 ပြီးတော့မှာ ိုစัจ java လာပြီးဘယ်လိုစဖြစ်လာလဲဆိုတာစမ်းသပ်နေတယ်ဟိုစာ experiment တွေရှိတယ်เนาะဒါဟိုကျွန်တော်ဆွတ်ဇလန်သွားတော့ရိုက်ထားတာအဲအဲ့ဒီအဲ့ဒီမှာဟိုဟာစမ်းသပ်သူတို့ကိုယ်တိုင်အောင်စမ်းသပ်နေတော့မစัจ java လာရအောင်မသိသေးဘူးเนาะအမှားတော့သူတို့မျိုးစုံတွေးတာဗော gravity ဆိုတာဘယ်ကနေဘယ်လိုပေါ်လာလဲလို့ mass လို့ခေါ်တဲ့ drag through တွေကဘယ်လိုကနေဘယ်လိုရလာလဲ Higgs boson တို့ဘာလို့အဲဒါတွေကနေနှက်နေသွားပြီအဲ့တော့အဲ့မှာ gravity ဆိုတာရှိเนาะ gravity ဆိုတာကျွန်တော်အရင်ပြောသလိုပဲ drag root တိုင်းကနောက် trail root တစ်ခုဆွဲတယ်ဆိုတော့အမှဆွဲတယ်အဲ့တော့အမှ gas တွေအကုန်လုံးပြန်ကျဲနေတယ်ဗျာအဲ့ဒီပြန်ကျဲနေတဲ့ gas တွေထဲမှာဟာလာအစုဝေးလိုက်အစုဝေးလိုက်ဖြစ်နေတာကိုကျွန်တော်ကဘယ်လိုခေါ်ဆို gas clouds လို့ခေါ်တယ်เนาะအဲ့တော့ကျွန်တော်ဒီပုံလေးပြထားပေမဲ့လို့ဒါကျွန်တော်တို့ကောက်ကောင်းကင်မှာမြင်ရတဲ့တိမ်လေးကိုပြောတာမဟုတ်ဘူးเนาะတကယ်အကြီး gas cloud တွေအဲ့တော့ gas တွေအဲ့လိုစုဝေးနေရှိနေတော့ gas တွေရဲ့သဘောသဘာဝအတိုင်းပဲသူ့မှာအထဲမှာ pressure လေးနည်းနည်းရှိတယ် pressure ကဘာလို့လဲဆိုတော့ဘေးကိုတုံးကန်ခြင်းနဲ့ပြန်နေပေါ့เนาะဒါ gas တွေရဲ့သဘောတရား အလားတူပဲဘာဖြစ်လဲဆိုလို့ရှိရင် gravity ဆိုတာကလည်း drag ရှိတဲ့အတိုင်းမှာတစ်ခုနဲ့တစ်ခုဆွဲတယ်ဆိုတော့အတွင်းကိုပြန်ပြီးတော့ဆွဲကျင်တဲ့သဘောတရားရှိအဲ့တော့ gravity နဲ့ pressure နဲ့နှစ်ခုအားပြိုင်နေပေါ့နော် အားပြိုင်နေစုပြီမယ်အဲ့တော့အသေးလို့ရှင်ကျွန်တော်ပြောပြသား gravity စီ immediate immediate ကိုအားနေသော force ဖြစ်တယ်ဒါပေမဲ့เนาะ mass များရင်များတယ်လို့ gravity ကလိုက်ပြီးတော့များလာတယ် ။နောက်ကျွန်တော်ခုပြောတဲ့ gas cloud တွေဒီကျွန်တော်တို့ဒီဟာကောက်ကင်မှာမြင်နေရတဲ့တိမ်လောက်ကိုပြောနေတာမဟုတ်ဘူး။နော် light years နဲ့ခြီးပြီးတော့ရှေ့တယ်။ light years နဲ့ထူရှေ့ပြီးတော့ထူတဲ့ cloud တွေကိုပြောနေတာဖြစ်တယ်။အဲဒါဆိုတော့ gravity ကတဖြည်းဖြည်းတဖြည်းဖြည်းတွင်းနဲ့များ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 လာတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ ဟိုပြဟိုလူတွေကလည်းဖြန့်ကျဲထားတယ်ပဲထားပါတော့เนาะဘသူမှတော့ဖြန့်ကျဲထားတဲ့အတိုင်းမနေဘူးဟဲ့လားဘေးနာရှိတဲ့တငယ်ချင်းတွေတငယ်ချင်းတွေစုစုမိသွားတယ်စုမိသွားတယ်ဟဲ့လားခဏနေတဲ့ခါမှာတစုတစုတစုစုဖြတ်သွားတယ်အဲလိုပဲအဲ့ဒါမှမှတေးတဲ့အစုနဲ့ကြီးတဲ့အစုနဲ့တွေ့တယ်ဆိုရင်ဟဲ့လားတေးတဲ့အစုကကြီးတဲ့အစုတွေဝင်ဝင်ဝင်ပေါင်းသွားတယ်ဖို့ဆိုဂရာဗတီကပိုများတာကိုကြီးတဲ့စီမှာဆိုလို့ရှိရင်အဲ့လားနဲ့တဖြည်းဖြည်းတဖြည်းဖြည်းအစုအစုစုစုတွေဖြစ်ကုန် ဖြစ်ကုန်တဲ့အတွက်ကြောင့်မလို့ gravity ဒီကျွန်တော်ပြောရဲ mass နဲ့ proportionate ဖြစ်တယ်အချိုးကျတယ်လို့ပြောတော့ mass ကြီးလေလေ gravity များလေလေများလေလေပိုစုပြစ်လေလေပိုစုပြစ်လေလေ mass ကတပိုကြီးလေလေ gravity ပိုများလေလေ ਨੇ ဘာဖြစ်လဲဆိုတော့အချို့အချို့သောနေရာတွေမှာတကယ်ကို light years တွေတကယ်ကိုထောင်ချီပြီးတော့ရှည်တယ်ဟလာ gas cloud ကြီးတွေဖြစ်လာတယ်နော်အဲ့ဖြစ်လာတဲ့အချိန်မှာလည်းအဲ့လိုပဲ gravity ကအတွင်းကိုစုတယ်ဟလာဟိုအထဲမှာ gas တွေရဲ့ pressure အပြင်ကိုပြန်တွန်းတယ်အဲ့နှစ်ခုမှ equilibrium လို့ခေါ်တယ်မျှချေရှိနေတယ်ပေါ့လေ ဒါပေမဲ့အဲ့လိုပဲတဖြည်းဖြည်းတဖြည်းနဲ့ gas တွေကိုစုရင်း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 နဲ့တနေရာရောက်တဲ့အခါမှာသူတို့က jeans mask လို့ခေါ်ရဲဟာလာဟို jeans ဆိုတဲ့ပုံကိုရှာဖွေတွေ့ရှိထားတဲ့ကိန်းသေးတစ်ခုပေါ့နော်အလေးချိန်တစ်ခုကြော်သွားပြီဆိုရင်ဟောတဲ့ဒါဆို gravity ကတိတိတတ်တာကိုနိုင်သွားပြီ gravity ဒီသူက gas pressure တဲ့တိတိတတ်တာပိုများသွားပြီပိုများသွားပြီမလို့အဲ့ဒီ gas ကြီးကိုအတွင်းကိုအတင်းကိုဆွဲပြီးတော့ဖိလိုက်တယ်လို့ဖြစ်လာတယ်ဖြစ်လာပြီးတစ်ဖက်ပါလေအဲ့ gas cloud ကြီးကစပြီးတော့လဲလာတယ် တော့ဒီလိုဘောကြီးနဲ့မဟုတ်တော့ဖဲနဲ့ဒီလို spinning disc ပေါ့နော်ဟိုပကံပြားကြီးကိုဒီလိုလှည့်သလို spinning disc ကြီးစပြီးတော့ဖြစ်လာတယ်နော်အဲ့လိုဖြစ်လာတဲ့အချိန်မှာတဲ့နော် gravity ကနိုင်နေပြီးလို့ကျွန်တော်ပြောတယ်အဲ့တော့အတွင်းကိုဖိတယ်ဖိအားများတယ်များလာတော့ဖိအားများတာနဲ့မျှဘာဖြစ်လဲဆိုရင် temperature လို့ခေါ်တဲ့အပူချိန်ကလည်းတက်လာတယ်အဲ့တော့အဲ့ဒီဓာတ်ငွေလုံးရဲ့ခလျာစပြီးတော့ပူလာတယ်နော်ပူလာလေးလေး pressure ကလည်းပြန်တက်လာလေးလေး တော့ပြန်တက်လာလေအပြင်ကိုပြန်တွန်းတဲ့အားလည်းပြန်များလေလေအဲ့တော့ gravity ကိုပြန်ပြီးတော့ဆန့်ကျင်ပေးလိုက်တယ်အဲ့တော့နောက်ထပ် equilibrium နောက်တစ်ခုရောက်သွားတယ်နော်နောက် equilibrium နောက်ထပ်မျှကြီးတစ်ခုထပ်ရောက်သွားတယ် gravity ကများတယ်များတော့အတင်းအတွင်းကိုတော့ကျွန်တော်ပြန်ပြောမယ်နော်အဲ့တော့ gravity ကများတယ်များတော့အကုန်လုံးကလဲပြီးတော့အတွင်းကိုဖိ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 လာတယ်အတွင်းကပူလာတယ် pressure ပြန်များလာတယ်အပြင်ကိုပြန်တွန်းလာတယ် equilibrium လို့ခေါ်တယ်မျှကြီးနောက်တစ်ခုရောက်သွားတယ်အဲ့ဒီအခြေအနေကိုဘာခေါ်လဲဆိုလို့ရှိရင်ကျွန်တော် proto star လို့ခေါ်တယ် proto star ဆိုတာကြယ်လောင်းမှုဗျာကြယ်ဖြစ်တော်မယ်ကောင်လို့ပြောတယ် ်နော်အဲ့တော့အပြင်ကနေလှမ်းကြည့်လိုက်ရင်ဘာလို့ဆိုဓာတ်ငွေလုံးကြီးကလဲနေတယ်လမ်းအလုံးကြီးမဟုတ်တော့ဘဲနဲ့ပကံပြားချက်လူလူဖြစ်သွားပြီပြီးတော့အထဲမှာလည်းအရန်ပူနေတယ်ကြည့်လိုက်လို့ရှင်နေနေတာဒီဘာတွေတွေ့ရတယ်နော်ကျဲလောင်းဒါပေမဲ့ကျဲမဟုတ်သေးဘူးနော်ဘာလို့ကျဲမဟုတ်သေးဘူးလဲဆိုကျဲဖြစ်ဖို့ဆိုတာကျွန်တော် introduction မှာပြောခါတယ် nuclear reaction ဆိုတဲ့ဟိုဖြစ်ရမယ်နော် fusion nuclear reaction လို့ hydrogen နဲ့ပေါင်းပြီး helium လောက်တဲ့ဖြစ်စဉ်ဖြစ်ရမယ်ပြောချင်တာမီးဖို့တခုမီးဆွဲရမယ်ပေါ့ဗျာလွယ်ပြောရင်အဲ့လိုမဖြစ်သေးဘူးမဖြစ်သေးတဲ့ကြောင့်ဒါ proto star လို့ခေါ်တာ ဒါမဲ့ဖြစ်တော့မှဒါကျေလောင်းပေါ့နော်အဲ့ဒီအခြေအနေနဲ့နှစ်ပေါင်းအများကြီးကြောင်ထက်နေရုံပါနော်နေပြီးတော့မှဟလာတဖြည်းဖြည်းနဲ့ဆိုတာဘေးနာဒဏ်ငွေတွေတွေ့တယ်လမ်းကြုံရင်စုတယ်လမ်းကြုံရင်စုတယ် mask ကတဖြည်းဖြည်းများလာတယ်များလာတယ်များလာတယ် point တစ်ခုရောက်သွားတဲ့အခါမှာ mask ကတအားကိုများလာတယ်အတွင်းကလည်းတအားကိုပူလာပြီးတော့နော်လူရဲ့လိုအပ်ချက်တစ်ခုကိုရောက်သွားပြီဆိုတဲ့အချိန်မှာ nuclear reaction ဆိုတာစဖြစ်သွားပြီအဲ့အချိန်မှာကြယ်တစ်ခုကစပြီးတော့မွေးဖွားလာ နော်အဲ့လိုကျဲတခုစပြီးမွေးဖွားလာပြီဆိုရင်သူ့မှာအခုနဓာတ်ငွေလုံးကြီးထဲမှာတော်တော်များများလည်းအထဲဝင်သွားပြီသူမလိုတဲ့ဟာတွေကိုလည်းဘေးကိုဆွဲပြီးတော့ကန်ထုတ်ပလိုက်တယ်နော်အဲ့ချိန်မှာသူနဲ့တူ radiation ဓာတ်ရောင်ကြီးတွေအများကြီးထွက်တယ်အဲ့ထွက်တဲ့ဓာတ်ရောင်ကြီးကြောင့်လည်းဘေးနာကျဲဖြစ်တော့မဲ့ protostatic ကိုသွားပြီးတော့စွပေးလိုက်တယ်လို့ဖြစ်သွားတယ်အဲ့တော့အဲ့ဘေးနာ protostat ကျဲလောင်းနေရလဲပါလဲဆိုတော့အဲ့အဲ့ဒီဓာတ်ရောင်ကြီးရရတဲ့ energy ပါထပ်ယူပြီးတော့မိမွေးလိုက်တယ်လို့ဖြစ်သွားကြအောင် channel ကျဲတွေလည်းလိုက်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 ပြီးတော့တောက်သွားတယ် အဲ့ဒါကြောင့်မလို့အဲ့ဒါ galaxy တခုမှာကြယ်တွေကမွေးတာတွေကလည်းများသွားဖြင့်တူတယ်နော်တူတယ်မဟုတ်ရှေ့စင်းနောက်ဆက်ပါနော်ဟိုရှေ့စင်းနောက်ဆက်ဆိုတာတနအီနှစ်နာရီပြောတာမဟုတ်ဘူးနော်အနှစ်တစ်ထောင်လို့အနှစ်နှစ်ထောင်လို့ဆိုတာလေဒါရှေ့စင်းနောက်ဆက်လို့ပဲခေါ်တယ်စัจ java လားစကားနဲ့ပြောမယ်ဆိုတာဒါစัจ java လားနှစ်တန်းနဲ့ချီပြောတဲ့ခါမှာဆိုလို့ရှိရင်အဲ့ထားပါတော့ဒါမျိုးတွေဖြစ်အဲ့တော့ကြယ်တခုကစပြီးမွေးဖွားလာနော် တော့ကြဲတစ်ခုမွေးဖွားလာပြီးကျွန်တော် ခုနပြော nuclear reaction စပြီလို့ပြောတယ်အဲ့ nuclear reaction ဆိုတာဘာလဲ fusion ဆိုတာဘာလဲကျွန်တော်ပြောတော့ hydrogen နှလုံးပေါင်းနေ helium ဖြစ်တယ်လို့ပြောတယ်အသေးစိတ်ပြောရမယ်ဆိုရင်တော့အရန်အသေးစိတ်ကတော့ကျွန်တော်ဒီမှာမပြောဘူးဘာဆို particle physics ကအရန်လေးနေတယ်ဒါပေမဲ့အပေါ်ရန်ခြုံပြီးပြောမယ်ဆိုရင်ပါလဲဆိုတော့အရင်ဆုံးသူက3ဆင့်ပေါ့နော်ပထမတစ်ဆင့်အနေနဲ့ရတော့တဲ့ပရိုတွန်တစ်လုံးနဲ့ပရိုတွန်တစ်လုံးပေါင်းလိုက်တယ်ပေါင်းလိုက်ပြီးတော့မှပရိုတွန်နှလုံးဖြစ်သွားတယ်တဲ့နော် အဲ့ပရိုတွန်ဆိုတာဘာလဲဆိုတော့ဟိုက်ဒရိုဂျင်ရဲ့ခလဲကောင်မှာပရိုတွန်ရှိတယ်အပြင်မှာအီလက်ထရွန်ရှိတယ်ဒါပေမဲ့နေရဲ့အတွင်းပိုင်းမှာဆိုလို့ရှိရင်အရန်ပူလုံးတော့အဲ့အီလက်ထရွန်မကတ်ဘူးသူ့အက်တမ်ကကျွတ်နေတာเนาะကျွတ်နေတာဆိုပရိုတွန်ပဲရှိအဲ့ပရိုတွန်နှလုံးပေါင်းလိုက်တာပေါင်းလိုက်ပြီးတော့ပရိုတွန်နှလုံးပူးဖြစ်တယ်အဲ့ဆိုကျွန်တော်မေးမှာပေါ့เนาะပရိုတွန်ဆိုတာအပေါင်းတက်ဆောင်တယ်လေအပေါင်းတက်ဆောင်အပေါင်းတက်နဲ့နောက်အပေါင်းတက်တစ်ခုနဲ့ဆိုပါဖြစ်ရမလဲတွန်းရမယ်လीเนาะတွန်းရမယ်သူတို့ပေါင်းလို့မရဘူးဖြစ်ရမယ်ဘာကြောင့်ပေါင်းသွားတာလဲเนาะအဲ့တော့စัจကြပါလားမှာအားလေးမျိုးရှိတယ် င်းတော့လည်းပြောပူတယ်အဲ့တော့နံပါတ်1က gravitational force ဟုတ်လားဟိုဒရထူရှိတဲ့အရာဝတ္ထုတိုင်းတစ်ခုနဲ့တစ်ခုဆွဲတယ်နံပါတ်2က electromagnetic force ဟုတ်လားဟိုအပေါင်းအပေါင်းချင်းဆိုတွန်းနေအပေါင်းနဲ့နှုတ်ဆိုဆွဲတယ်အတန်လိုက်ဆိုလည်းတောင်နဲ့မြောက်ဆိုဆွဲတယ်တောင်တောင်ချင်းဆိုတွန်းနေဒါမျိုးတွေဟုတ်လား electromagnetic force ရှိတယ်နော်နံပါတ်3ကဘာလဲဆိုရင် strong nuclear force ရရှိတယ်နော် strong nuclear force ဆိုတာဘာလဲဆိုတော့အခု proton နှလုံးကတ်သွားတာအဲ့ strong nuclear force ကြောင့်ကတ်သွားတာ နော်အပေါင်းတက်ကြီးစောင့်နေရတာနဲ့ကတ်သွားတာအဲ့ဒါကြောင့်အလားတူပဲ atoms တွေမှာဆိုလို့ရှိရင်ဟာကျွန်တော်အရင်တော့ပြောပြဘူးတဲ့ဒီ helium atom ကိုကြီးကြီးလိုက်အထဲမှာ proton နှလုံး neutron နှလုံးနေနေတယ်လို့ပြောတယ်ဟာလား neutron ကတော့ဟာလားဘာတမ်းမှမစောင့်တော့ထားလိုက် proton နှလုံးဆိုအပေါင်းတက်စောင့်တာအေးအပေါင်းတက်စောင့်နေတော့ဘာလို့ကွဲမသွားလဲဆိုရင် a strong nuclear force ကဆွဲထားလို့ဒါမဲ့ strong nuclear force ကကျွန်တော်တို့တဘာဝမှာမတွေ့ရဘူးအရန်ကိုတေးလွန်းတဲ့တစ်ခုနဲ့တစ်ခုအရန်ကတ်လွန်းသွားမှာ a strong nuclear force ကတွေ့ရတာဟုတ်ပြီနော်အဲ့ဒါဆိုရင် အဲ့တော့8 Pro တော့နှလုံးကဒီတိုင်းဆိုမကတ်နိုင်ဘူးဘာဖြစ်လို့ဆိုအပေါင်းတက်ချင်းနှစ်ခုဆောင်းနဲ့ကျွန်တော်တွန်းမှာဒါပေမဲ့အဲ့ဒီ distance တစ်ခုအရန်ကိုသေးလုံးနဲ့ distance တစ်ခုကြော်သွားပြီဆိုလို့ရှင်တော့ဘာဖြစ်လဲဆိုတော့ strong force ကအားပါသွားတယ်အဲ့ဒါဆွဲကတ်သွားတယ်ဒါပေမဲ့အဲ့ဒီ distance အဲ့လောက်သေးတဲ့ distance ကိုကတ်သွားနိုင်ဖို့ဆိုတာကသူ့အပြင်ကဖိပေးထားတဲ့ immediate အားပြင်းနဲ့ဖြစ်စင်ရှိရမယ်နော်အဲ့ဒါအဲ့ကျဲမှာသူ့ရဲ့အဲ့အားပြင်းနဲ့ဖြစ်စင်ရပါလေကျွန်တော်တို့လုံးဝထင်မှားတဲ့အားအပြိုဆုံးအားလေးခုထဲမှာအားအပြိုဆုံးဖြစ်တဲ့ gravitational force ပဲ နော် gravitational force ကအားလုံးထဲမှာအပြော့ဆုံးလို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အဲ့လောက်အလင်းနှစ်နဲ့ခြီးပြီးတော့ကြီးပြီးတော့ကြီးသွားတဲ့ဒီတိမ်တိုက်ကြီးမှာဆိုလို့ရှင် gravity ကအဲ့ဒီအားအ ਨੇ ဆုံးဖြစ်တဲ့ gravitational force ဒီပင်လင်းအားများလွန်အောင်ကြီးတဲ့အတွက်ကြောင့်မလို့အထဲမှာနော်ကျဲဟိုးအတွင်းဆုံးမှာဖိတဲ့ဖိအားဘလောက်တောင်များလဲဆိုလို့ရှင်နော်အဲ့ဒီ proton နှလုံးကို electromagnetic force ကတွန်းတာကိုကြော်ပြီးတော့သူဆွဲကတ်ပေါ်အောင်လှုပ်လိုက်နိုင်တယ်အမအဲ့ဒီအရန်သေးသွားတဲ့ distance ကိုကြော်ပြီးကတ်သွားတဲ့အချိန်မှာခုနပြောတဲ့ strong nuclear force ဆိုတာကြီးက အသက်ဝင်လာတယ်ဝင်လာပြီး proton နှလုံးဆွဲကပ်လိုက်တယ်ဟုတ်ပြီမပြီးသေးအဲ့ဒီ proton နှလုံးဆွဲကပ်ပြီးဒုတိယဆင့်အနေနဲ့ဘာဖြစ်လဲဆိုတော့အဲ့ proton နှလုံးထဲကတလုံးက neutron အဖြစ်ကိုပြောင်းသွားတယ်အဲ့ဒါကို beta plastic decay လို့ခေါ်တယ်အဲ့ဒီပြောင်းသွားတဲ့ဖြစ်စဉ်မှာ positron လို့ခေါ်တဲ့အပေါင်းတက် electron တစ်လုံးထွက်တယ်။နောက် neutrino လို့ခေါ်တဲ့ကောင်တစ်ခုထွက်တယ်နော်။အော်ဒါတွေအသေးစိတ်မပြောတော့ neutrino ဆိုတာလေဟို shell young shell တန်တို့ဘာလို့ကြည်ပွင့်ရတာတွေ့လိမ့်မယ်။ဆိုတော့ neutrino တို့ဘာလို့မှပြောနေ subatomic particles တိပေါ့နော်။ဒါ quantum physics level အဲ့ဟာတွေ။ အဲအဲ့ဒီလိုဖြစ်သွားတော့ဒါ proton တစ်လုံးနဲ့ neutron တစ်လုံးဖြစ်သွားတယ်အဲ့လိုပဲနောက်ထပ် proton တစ်လုံး neutron တစ်လုံးအတွဲကိုတွေ့ပြီးတော့ဘာဖြစ်လဲဆိုအဲ့နှစ်ခုအဲ့ဒါမျိုးနှစ်ခုထပ်ပေါင်းသွားတဲ့ခါမှာ triple alpha process ဆိုတာဖြစ်ပြီးတော့ဘာဖြစ်လဲဒါလေးဖြစ်သွားတယ် helium nucleus ဖြစ်သွားတယ်ပြောချင်တာ proton နှလုံး neutron နှလုံးအဲအဲ့ဒီဖြစ်စဉ်နဲ့ဘာဖြစ်လဲဆိုတော့နေရ hydrogen လေးလုံးကို helium တစ်လုံးဖြစ်အောင်ပေါင်းပေါင်းပေါင်းပလိုက်တယ်အဲ့ဒီပေါင်းလိုက်တဲ့ဖြစ်စဉ်ကိုဘာခေါ်လဲဆိုရင် fusion reaction လို့ခေါ်တယ်အဲ့ဒီကနေထွက်တဲ့ energy ကပတ်ပတ်ဆက်ဆက်များတယ် အဲ့ဒါကြောင့်မလို့ဘာဖြစ်လဲဆိုတော့နေကအချိန်နဲ့မျှဟိုက်ဒရိုဂျင်တွေကိုဟီလီယမ်တွေပြောင်း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 ပြစ်နေတယ်အဲ့ဒီထိန်တောက်နေတယ်အဲ့ဒီက energy တွေထွက်နေဟုတ်ပြီနော်ကျွန်တော်တို့နျူကလ িয়ার ဓာတ်ပေါင်းပုံတွေမှာအဲ့ဒီလိုလှုပ်လို့ရလားဆိုရင်မဖြစ်နိုင်ဒီ proton နှလုံးကိုပေါင်းပြီးတော့ဒီလိုမျိုးနှလုံးကတ်သွားအောင်လှုပ်ဖို့အတွက်လိုအပ်တဲ့ force က impedance ကိုများလွန်ကြည့်တယ်အဲ့ကြောင့် fusion reaction ဆိုတာကျွန်တော်တို့လူသားတွေဖန်တီးဖို့အတွက် impedance ခက်ခဲတယ်နော်ဘာလို့ဆိုဒါဟိုဘက်မဟာတရားကြီးရဲ့ size တွေကိုပြောနေတယ် အော်ကျွန်တော်တို့ nuclear reaction တွေလုပ်ချင်ဘာလုပ်ရလဲ fission ဆိုတာနဲ့လုပ်ရတယ် fission ဆိုတာကွဲထွက်ခြင်းပေါ့ uranium nucleus ကြီးကွဲထွက်သွားတယ်ကွဲထွက်ပြီးအဲ့ဒီအနေနဲ့ energy တွေထွက်တယ်ဟို atomic bomb တွေလောက်တာတော့ကျွန်တော်တို့ဒီ nuclear power လောက်တာတော့ဒါနဲ့သွားတယ်ဒါမတူဘူးပေါ့နော်ဒါပေမဲ့ nuclear ကျင်းကတော့တူတယ်ဖြစ်တယ် fusion နဲ့ fission ကွာတယ်ဒါပြောချင်တာအဲ့ဒီဖြစ်စင်နေဖြစ်တော့တဲ့ဘာဖြစ်လဲဆိုလို့ရှင်သူက balance တစ်ခုရတယ် balance ဆိုတာဘာလဲဆိုရင် တော့ gravity ကလည်းအတွင်းကိုအတင်းကိုဖိချတယ် gravitational force နဲ့ဆွဲပြီးဖိချတယ်အထက်က nuclear reaction ကလည်းအဲ့ဒါ atomic bomb လို့ပဲအချိန်စက္ကန့်မလက်ပောက်ကွဲနေကြအောင်အပြင်ကိုပြန်ကန်တယ်အဲ့ဒီနှစ်ခုက balance ညီနေတယ်တဲ့နော် equilibrium တခုရောက်တယ်အဲ့ဒီ balance ကိုကျွန်တော်အသေးစိတ်ပြောကြည့်မယ်နော်အဲ့တော့မှကျွန်တော်ဘောလုံးတစ်လုံးကိုတောင်ကုန်းထိပ်ပါတင်လိုက်လို့ရှိရင်လေဒါတိတ်ချညိနေအောင်ထားလိုက်ရင်ဒါ balance ရတာပဲနော်အလားတူပဲဘောလုံးကိုဒီလိုပဲဒီလိုကြိုက်ွက်ကြီးမှာခလေကောင်းတက်တက်မှာထားလိုက်လို့ဆိုရင်လေဒါ balance ရတာပဲ ဒါမဲ့ဘာဖြစ်လဲတောင်ကုန်းထိပ်မှရှိတဲ့ဘောလုံးတွေကနည်းနည်းလေးတိုက်လိုက်တာနဲ့ပြုတ်ကျသွားတယ် unstable balance မတည်မြဲတဲ့ balance အလွယ်တကူတစ်ခုခုကအားသာဝါနိုင်တယ်ဟိုတောင်အောက်ခြေမှာထားထားတဲ့ဘောလုံးတွေကကျတော့သွားတိုက်လိုက်တယ်တစ်ဖက်ကလိမ့်တက်သွားတယ်ပြန်ဆင်းလာတယ်ဘယ်ဘက်ကိုတိုက်တိုက်ညာဘက်ကိုတိုက်တိုက် stable balance လို့ခေါ်တယ်နော်တည်မြဲတဲ့ balance ပေါ့ အဲ့ဆိုနေတွေကျဲတွေကကျွန်တော်ခုနပြောတဲ့ gravity လို့ခေါ်တဲ့အတွင်းကိုဖိချတဲ့အားနဲ့အထက်က nuclear reaction အပြင်ကိုပြန်ကန်နေတဲ့အားနဲ့မျှခြေရှိနေတဲ့ balance ဖြစ်နေတယ်လို့ပြောတယ်အဲ့ဒါဘလို့ balance မျိုးလဲ stable လား unstable လားဆိုတော့ကျွန်တော်တွေးကြည့်အောင်နော်အဲ့တော့အကြောင်းအကြောင်းကြာ နေတစ်လုံးကျဲတစ်လုံးဟာအတွင်းကပောက်အားတွေပောက်ကွဲအားတွေနဲသွားတယ်ထားပါတော့နဲသွားရင်ဘာဖြစ်မလဲ gravity ကနိုင်လာပြီ gravity ကနိုင်လာပြီဆိုလို့သူဖိချလိုက်ဖိချလိုက်ရင်ဘာဖြစ်သွားမလဲအတွင်းကပူပြီးကြုံသွားမယ်ဟာလာပရိုတွန်တွေတစ်လုံးနဲ့တစ်လုံးပိုကတ်သွားမယ် ပိုကတ်သွားမယ်ဆိုခုနနျူကလ িয়ার ရီအက်ရှင်အားနည်းသွားတဲ့နျူကလ িয়ার ရီအက်ရှင်ပြန်များသွားမယ်အပြင်ကိုပြန်ကန်တဲ့အားပြန်များသွားမယ်ခုနဘယ်လန့်စ်ကိုပြန်ရောက်သွားဟုတ်ပြီနော် အကြောင်းအကြောင်းကြောင့်နျူကလ িয়ার ရီအက်ရှင်နေရဟလာဟို speed ကိုတတ်သွားတယ်ဆိုဆိုကြပါဆို speed တတ်သွားပြီဘာဖြစ်လဲအပြင်ကန်တဲ့အားပိုများလာမယ် gravity ရှုံးသွားမယ်အဲ့ဒါဆိုဘာလို့နေလေးရဲ့နေလေး size ကြီးလာကြီးလိုက်ဘာဖြစ်လဲ atom size molecule တွေတလုံးနဲ့တလုံးဟလာ proton တွေတလုံးနဲ့လုံးပိုပြီး weigh กว่าသွားမယ်ခုန nuclear reaction ပြန်နှေးသွားမယ်အဲ့ဒါဆိုရင် gravity ပြန်နိုင်သွားမယ်ပြန်ကျုပ်သွားမယ် ဒါအလွယ်ပြောတာပေါ့ပြောချင်တာဒီနေရာသူ့ရဲ့တက်တန်းတလျှောက်လုံးမှာအဲ့ဒီပြန်အပြင်ကိုပြန်ကန်တဲ့ nuclear reaction နဲ့အတွင်းကိုဆွဲပြီးတော့ဖိထားတဲ့ gravitational force နဲ့ဟာတလျှောက်လုံးမှာ stable balance မှာရှိနေတယ်။နော်။ဘယ်ချိန်ကြီးရှိမှာလဲ။ကျွန်တော်ခုနပြောသလိုပဲ hydrogen နဲ့ helium ကိုပြောင်းနေဆိုတော့တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ hydrogen နဲ့ကုန်သွားမှာပဲ။ကုန်သွားပြီဆိုရင်တော့သင်္ခါရတရားရဲ့သဘောတရားရအားလုံးဟာဘာဖြစ်လဲ။နေဝင်ချိန်ဆိုတာ နေလုံးကြီးနေဝင်တယ်ဆိုတော့ပြောရတော့ခတ်တယ်ဗောလေဒါပေမဲ့သူ့အတွက်ဘဝနေဝင်ခြင်းဆိုတာလေရောက်လာမှာဖြစ်တယ်เนาะဒါ ው တော့နောက်ပတ်မှာအသေးစိတ်ပြန်ပြီးတော့ပြောမှာဖြစ်ပါတယ်အားလုံးမိတ်မင်္ဂလာပါ The Nerdy Space ကပါ